ဲ့တော့ဒီနေရာမှာဘုရားဟောထားတဲ့တရားဘုရားဟောထားတဲ့တရားဘာပြောထားလဲဆိုတော့အတ္တဟိအတ္တနောနာထောကိုကိုကိုသာအာကိုပါတဲ့အဲ့ဒါတော့တိုက်ရိုက်စကားကြီးလေအတ္တဟိကိုကိုကိုသာလျင်ဟိမှန်ဟိနော်ဟိဆိုတဲ့သကလုံးလေးကမှန်တယ်လို့ထောက်ခံတာအတ္တမိမိကိုကိုအတ္တနော အတ္တမိမိကိုဟာအတ္တနောမိမိအတွက်နာတော်အားကိုးစရာပဲတဲ့အဲဒါလည်းအမှန်ပဲလေနော်နှာခေါင်းကကိုယ့်နှာခေါင်းနဲ့ကိုယ်အသက်ရှူပါတာအစိတ်ကလည်းကိုယ်စိတ်နဲ့ကိုယ့်ကိုတွေးရတာဒါကြောင့်အတ္တကြီးအတ္တနောနာတော်ခင်ဗျာမင်းတို့ကိုကိုကိုအားကိုးပါဒီလိုပြောလိုက်တယ်အဲ့တော့ကိုကိုကိုအားကိုးပါဆိုတာဒါကတော့ရိုးရိုးလေးပြောရင်တော့ကိုကိုကိုအားကိုးပါ နောက်တစ်ချက်ကြည့်လိုက်တဲ့အခါကျတော့ဘုရားကကြည့်တာမင်းတို့အတွက်ပဲမင်းတို့ကြည့်ကြလို့ဒီလိုဆိုလို့တာဘာဖြစ်လို့ဆိုတော့ကိုယ်နှာခေါင်းနဲ့ကိုယ်ပဲလေရှူရတာမလို့ကိုယ်အတွက်ပဲကိုယ်ရှူကြလူများအတွက်လည်းသွားရှူပေးလို့မရဘူးသူများနှာခေါင်းနဲ့ရှူလို့လည်းမရဘူးကိုယ်ကကိုယ်ကိုယ်ဆိုတာဒီလိုသဘောမျိုးအဲကိုယ်ကကိုယ်ကိုယ်ရှေ့လေးနဲ့နဲ့တို့ကြည့်လိုက်တော့ဘာပြောချင်းလဲဆိုတော့ကိုယ်အတွက်ပဲကိုယ်ကြည့် အဲကိုအတွက်ကိုကြည့်ဆိုရင်လာပြီเนาะရှေ့လေးနည်းနည်းဆက်သွားကြည့်ကိုအတွက်ကိုကြည့်ရင်ကိုအတွက်တန်ဖိုးရှိတဲ့သူကိုအတွက်အသုံးဝင်တဲ့သူနဲ့ပဲကိုကအဆင်ပြေမှာပေါ့ကိုအတွက်လည်းသုံးဝင်မှုကိုအတွက်လည်းတန်ဖိုးမရှိဘူးဘာသွားဘာအဆင်ပြေမှာအဲ့ဒါကိုအတွက်ကိုမကြည့်တဲ့သူတွေကပြဿနာအဲ့မှာကိုအတွက်ကိုမကြည့်ကိုအတွက်ကိုမသိတဲ့သူတွေကဘုရားကကိုကိုကိုအာကိုပါလို့ပြောတဲ့ဇကာကဒုံပိတ်နေနဲ့ဒီတိုင်းမဲမယူနဲ့เนาะ ဟိုဘက်ကအတ္တဆိုတဲ့စကားလုံးလေးနဲ့ခိုင်ကြည့်ရင် ကိုယ်အတွက်ကိုကြည့်ကိုယ်အတွက်ကိုကြည့်ဆိုတော့အာဒီစကားကြီးကတကူကောင်းဆန္ဒကြီးဖြစ်နေမှာအတကူကောင်းမဆန်လို့မရဘူးလေကိုယ်အတွက်ကိုကြည့်ဆိုတော့ကြည့်ပုံကြည့်နီးလေးကြည့်ခိုင်းရင်ရှေ့ဆက်တိုးကြည့်ဘလို့ကြည့်မလဲကိုယ်အတွက်ကိုကြည့်ကိုကောင်းမှုအတွက်ကိုကြည့်လေကိုကောင်းမှုအတွက်ကိုကြည့်ဆိုတော့ကိုကောင်းမှုအတွက်က ဘာရီနဲ့ကောင်းရမှာလဲဆိုတော့ကုသိုလ်နဲ့ကောင်းရမှာလေတရားနဲ့ကောင်းရမှာလေကုသိုလ်နဲ့ကောင်းတရားနဲ့ကောင်းတော့ကိုကကောင်းသွားပြီကိုကကောင်းတာနဲ့တူပြိုင်နေเนาะပြည့်စည်ကောင်းလေးဆိုတာတန်ဖိုးရှိတာပဲကိုကောင်းလေးတန်ဖိုးရှိလေပဲအဲ့ဒါကိုအတွက်ကိုကြည့်ခိုင်းတာဟုတ်ပြီဒါဆိုရင်ကိုအတွက်ကိုကောင်းမှုကြည့်ရဟိုမကောင်းဆိုးဝါးတွေနဲ့မပေါင်းနဲ့လေကိုအတွက်ဘာကြိုးမှမရှိဘူးဘာမှကောင်းကြိုးမပေးတဲ့ဟာတွေ နော်ခုနပြောတဲ့သကလုံးတွေစံကုန်မြေလေးတွေဘာတန်ဖိုးမှမရှိအလကားဖြစ်မယ်မပေါင်းနဲ့လေပေါင်းတယ်ရလဲမလို့ပြောစရာလဲမလို့စဉ်းစားစရာလဲမလို့အဲ့ဒါဘဝဘဝမှာစကားပြောမယ်လောက်ကင်ကြမယ်စဉ်းစားကြမယ်ဘာမှတန်ဖိုးလဲမရှိဘူးကိုယ်အတွက်လဲအသုံးမဝင်ဘူးဘာမှလဲနော်အလကားဖြစ်မယ်ဟာဒီခေါင်းထဲထဲမစဉ်းစားနဲ့လေပြောလဲမပြောနဲ့လှုပ်လဲမလှုပ်နဲ့အဲ့ဒီမှာတရားကပေါ်လာတယ်လူတိုင်းလူတိုင်းသာအဲ့ဒီလိုလေးနေသွားရင်လူတိုင်းအလုံးဟာ တကယ်ကောင်းသွားကြမှာတဲ့။ဟောတကယ်ကောင်းသွားကြမှာ။ဘာဖြစ်လို့လဲဆိုတော့ကိုကိုကိုပဲတောင်းဝန်ယူလို့ရတာလေ။ဒါကြောင့်တရားတွေဟာဆက်ဆက်ကြည့်ရင်နောက်ဆုံးမှာတရားလုံးအစ္စဒရတော်ဆိုတာကိုစီရပဲသွားတာ။အဲ့မှာအတ္တာဤကိရာဒုဒ္ဓမောတဲ့။ကိုကိုကိုသာဆုံးမရမှန်စွာအခက်ဆုံးတယ်။ နော်လူတွေဟာလူမိုက်တွေနော်ကိုယ့်အကူညာနေကြတဲ့သူတွေကြီးပဲညာနေတယ်ဆိုတာကိုယ့်ကိုယ်ကိုကောင်းစေချင်တယ်လဲပြောသေးတယ်မကောင်းတာတွေကြီးပဲလျှောက်တွေးလှုပ်ပြောပေါင်းသိမ်းအဲ့ဒီလိုသွားကြတာနော်အခုကြည့်ငတုံးကားတွေနဲ့ပေါင်းနေတဲ့လူတွေကကိုယ့်ကိုယ်ကိုဒုက္ခရောက်အောင်လုပ်နေတာအဲ့ဒါမသိကြဘူးလူတို့လူမိုက်တွေနဲ့ပေါင်းနေကြတဲ့ပုံစံတွေဒါကြောင့်ဗုဒ္ဓအမြဲတမ်းသတိပေးတယ်အတေယနာသဗ္ဗလာနာငမိုက်သားတွေနဲ့မပေါင်းကြနဲ့ အဲ့မှာငမိုက်သားဆိုတာလည်းပဲတစ်ခါပြန်ရှင်းထားသေးတယ်ဘလို့ဟာတွေဆိုတာတရားကင်းညာလူမိုက်အားရှောင်ရှားမင်္ဂလာဆိုတာတရားကဘာတရားတွေလဲဆိုတော့ဒါနမပေးမကန်တွန့်တိုတယ်လူမိုက်ပဲသီလသူလဲထိခိုက်ကိုလဲထိခိုက်အောင်နေတယ်လူမိုက်ပဲနော်ဘာဝနာလို့ခေါ်တဲ့သမထငြိမ်းချမ်းအောင်မနေဘူးဝိပဿနာအထူးအတိအထူးမတိပဲနဲ့ငတုံးငါးတွေဆိုရင်ဒါလဲလူမိုက်ပဲဆိုတာအဲ့ဒါမှပြန်ပြတာ အဲ့တော့အဲ့ဓာရီကကိုယ့်အတွက်ဘာမှကြုံမရှိရင်တော့လေဟိုဟိုတော့ဒီ TV တွေသတင်းတွေထဲမှာခဏခဏပါပါတယ်ရှောင်းလေဝေးဝေးမူးရစေးစားအဲ့ဒီတိုင်းမဲ့လေဒါဘာမှအသုံးမဝင်ဘာမှအသုံးမကျအလကားဟာတွေကကိုယ့်အတွက်ဘာမှအသုံးမဝင်ရှောင်းမော့အဲ့တော့အများကြီးကျေပြန့်သွားလိမ့်မယ်အဲ့တော့အဲ့ဒါဘဝပဲလေစီမံစိတ်ထားဖြောင်းဖြောင်းသွားဆိုတာလူရင်းလေးရတာပဲအဲ့ဒီမူရင်းအခြေခံလေးစတဲ့ ူရင်းတည်တဲ့အခါမှာဘဝဆိုတာဖြစ်ရတည်ပဲဖြစ်ရကနှမျိုးတည်းစိတ်ပိုင်းဆိုင်ရာဖြစ်ရနဲ့ရုပ်ပိုင်းဆိုင်ရာဖြစ်ရဘလို့စီမံမလဲဒါအပြည့်အဝတော့စီမံလို့ရတာမဟုတ်ဘူးအာတိညာနဲ့စီမံအကြောင်းတရားနဲ့အညီစီမံကြပါဒါအကြောင်းဆိုတာကဩဒီအကြောင်းကြောင့်ဒီလိုအကျိုးဖြစ်ပါလားဆိုတာအဲ့ဒီတရားသဘောနဲ့အညီစီမံရင်တည်ပြီးတော့စီမံရင်အဲ့ဘဝကောင်းမှာနော်ကောင်းတဲ့ဖြစ်ရတယ်ပဲဖြစ်လာ ဲတော့ကောင်းတဲ့ဖြစ်ရဖြစ်လာတာဟုတ်ပဲအဲ့ဒါကို့အတွက်ကိုကြည့်တယ်လို့ခေါ်တာနော်လူကကို့အတွက်ကိုမကြည့်ရင်ဘယ်သူမှလာမကြည့်ဘူးလူတိုင်းလူတိုင်းကို့အတွက်ကိုကြည့်ကြပါဆိုရင်ဓာပြီးသွားပြီသူအတွက်သူကြည့်ကြပါဆိုတာသူကောင်းဖို့အတွက်ကြည့်ခိုင်းတာသူကောင်းရင်ကိုလည်းကောင်းပြီလေဒါရှင်းရှင်းလေးပဲသူကမကောင်းဆိုးဝါးဖြစ်နေရင်တော့ကို့အတွက်အန္တရာယ်ရှိတာပေါ့အများကြီးအန္တရာယ်ရှိတယ်နော်လောကမှာလူတွေအားကြီးမကောင်းဆိုးဝါးဖြစ်နေလို့ဒါအန္တရာယ်ရှိတာ